မြန်မာနိုင်ငံရဲ့ coffee ဈေးကွက်ကိုအရေးသွေးမြင့်တင်ပြီးနိုင်ငံတကာကိုထုတ်လုပ်ဖြန့်ဖြူးရောင်းချသွားဖို့အတွက်မြန်မာ coffee လုပ်ငန်းရှင်များအသင်းကပြင်ဆင်နေပါတယ်ဒီသတင်းကိုတော့ခိုင်ဖန်းသူပေးပို့ထားပါခင်ဗျာ လက်ရှိမြန်မာနိုင်ငံရဲ့ကော်ဖီရေသွေးဟာနိုင်ငံတကာစံချိန်မီလာနိုင်တယ်လို့နိုင်ငံတကာကော်ဖီပညာရှင်တွေကမေလ28ရက်ရွှေဘုံကော်ဖီဆိုင်မှာကျင်းပတဲ့ကော်ဖီအရေသွေးအကဲဖြတ်ပြိုင်ပွဲမှာပြောဆိုလိုက်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံတွင်းကကော်ဖီကိုအရေသွေးမြင့်တင်ပြီးနိုင်ငံတကာကိုတင်ပို့ရောင်းချသွားမယ်လို့မြန်မာနိုင်ငံကော်ဖီလုပ်ငန်းရှင်များအတင်းအပြောပါရတယ်။ဖေယုံတရားချင်းယူရချက်ကတော့တူညီတဲ့အရေသွေးကိုရရှိဖို့ဒီ standard ဒီ quality product ကိုရရှိဖို့အတွက်ကျွန်တော်တို့ဖေယုံတရားချင်းဖြစ်ပါတယ်။ အဲ့ဒီဖေးကထွက်လာတာကိုကဘာအနှံ့ကိုလေကျွန်တော်ရောင်းချမှာဖြစ်သလိုပြည်တွင်းမှာလည်း quality မြင့်တဲ့ပစ္စည်းတွေကို၃ဆဲစီချင်တဲ့ဖေးစံနဲ့ကျွန်တော်တို့လုံဆောင်မှာပါ coffee စိုက်ပျိုးနေတဲ့တောင်သူတွေအနေနဲ့ဈေးကွက်မတည်ငြိမ်မှုကိုမလိုလားပဲတည်ငြိမ်တဲ့ဈေးကွက်တစ်ခုဖြစ်လာဖို့ကိုမျှော်လင့်နေကြရဲလို့လည်းသိရပါဗျာကျွန်တော်တို့အသေးမဖွဲ့ခင်မှာဈေးကွက်ကတော်တော်ကို market default ပေါ့လေဈေးကွက်ကတော်တော်ပြည့်နေပါတယ်အသင်းလဲဖွဲ့ပြီးရောကျွန်တော်တို့ကဈေးကိုတတ်မှတ်ပေးလိုက်ပါတယ်တပိတ်တာ900အဖြစ်နဲ့ အသက်မှတ်ပေးလိုက်တဲ့အချိန်မှာဈေးွက်သဘောတရားအရသူတို့ဒီ300ကနေပြီးတော့2ဆ3ဆထိတက်သွားပါတယ်ဆိုတော့ဟိုလက်ငင်းအကျိုးအနေနဲ့ကတော့ဒီကြောင်တွေကတော်တော်အကျိုးရှိပါတယ်ထုတ်လုပ်မှုကုန်ကြမ်းရေးကိုကာမီးတဲ့အပြင်သူတို့အတွက်လည်းထိုက်ခင်းတဲ့အကျိုးများရှိပါတယ်တော့ coffee တောင်တွေရော coffee အရောင်းဝယ်လုပ်တဲ့သူတွေရောစိုက်နေတတ်တာကဈေးနှုန်းတက်လိုက်မြင့်လိုက်ကိုကြိုက်တာမဟုတ်ပါဘူးဈေးနှုန်းလေးတည်တည်ငြိမ်ငြိမ်နဲ့ရောင်းဝယ်လို့ကောင်းမဲ့အခြေအနေမျိုးကိုမျှော်လင့်တာပါ မြန်မာနိုင်ငံက coffee စိုက်ပျိုးတဲ့တောင်သူတွေအနေနဲ့ခင်မိတဲ့နီးလန်းတွေအတိုင်းစနစ်တကျစိုက်ပျိုးမယ်ဆိုရင်မြန်မာနိုင်ငံရဲ့ coffee အရေးအသွေးဟာ6လအတွင်းမှာပဲတိတိတတ်တာတိုးတက်လာနိုင်တယ်လို့ San Francisco ကတည်နှံစိုက်ပျိုးရေးပညာရှင်တို့ကထောက်ပြပြောဆိုထားပါတယ်။ကျွန်မခိုင်ပန်းနူပါ။